Hello အားလုံးပဲမင်္ဂလာပါဘုရားမချမ်းကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်တွေထဲမှာ Manchester City ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်အောင်။ဘာလို့ City ကတော့ Everton ကွင်းမှာ Chelsea ကို3-0နဲ့ချက်ချင်းဆုံးဖြတ်ခဲ့တဲ့ပွဲဖြစ်တယ်။ဒါပေမဲ့ City ကတော့ကျွန်တော်တို့ပြောကြည့်အောင်။ဘာလို့ City ကတော့ Everton ကွင်းမှာကျွန်တော်တို့ဒီခက်ခက်ခဲခဲကစားရင်းနဲ့နောက်ကျဂိုးတွေနဲ့ကျွန်တော်2-0ဆိုတဲ့ရတဲ့နဲ့ကျွန်တော်နိုင်တယ်။ Manchester City တို့ရဲ့ Champions League ဝင်ခွင့်တနေရာတည်ကြဖို့ကြိုးပမ်းနေတဲ့အခြေအနေမျိုးမှာနောက်ထပ်အရေးပါတဲ့ဒါနိုင်ပွဲတစ်ပွဲပေါ့လေ။ဒါအပြင်ဒါမနေ့ပြန်မှာလည်းပဲကျွန်တော်တို့တခြား Champions League ဝင်ခွင့်တစ်ပွဲ ဟိုနေရာအတီကြတစ်ခုရောက်ဖို့ကြိုးပမ်းနေကြတဲ့အသင်းတွေကစားကြမယ်ဒါအပြင်အဲ့ဒီအသင်းတွေကလည်းအသင်း6ရက်အသင်းတွေတွေ့တယ်ဆိုတော့၃မှတ်ရောက်ဖို့တည်ကြနေတဲ့အချိန်မှာ City တွက်ဒီပွဲကနိုင်ဖို့လိုအပ်ခဲ့တာပေါ့နော်ဒါကြောင့်သူတို့အနေနဲ့ဒီပွဲမှာနိုင်သွားတယ်နီးပြပြတဲ့ David Moyes ရဲ့ Everton ကကောင်းကောင်းတုံ့ပြန်နိုင်ပြီလို့ဒီဘယ်လိုပြောမလို့သုံးတယ်မယ်ပေါ့ဗျာ City နဲ့ရှင်ကစားရတယ်ဆိုတော့သူတို့အတွက်တော့အပိုင်အခွင့်အရေးတွေကမြန်မြန်ဆဆတော့ကျွန်တော်မရှိခဲ့ဘူးအဲဒီမဲ့တချို့တိုင်ကောင်းတိုက်တဲ့တာဂိုစကီတို့တိုင်ကောင်းတိုက်တဲ့လုံးကြီးကျွန်တော်တိုင်မှန်သွားတာတွေဘာတွေလောက်ကလွဲရင် ထူးထူးခြားခြားကြီးကျွန်တော်မရှိဘူးပေါ့နော်အေဗာတန်ရဲ့ဘက်ကတော့ဒါအကောင်းဆုံးပုံစံနဲ့ဒါသူတို့ဒီအိမ်ကွင်းလေးဖြစ်တဲ့အတွက်သူတို့ရှင်ကစားရတယ်တိုင်းတာတစ်ခုတည်းအန်ဒီရဲ့ပြီးနိုင်ခဲ့တဲ့ခါလေးရှိတယ်နောက်တန်းကလည်းမန်ချက်စတာစီးတီးဘက်ကိုအပိုင်အခွင့်အရေးမပေးရအောင်ကြစ်လက်တဲ့ performance တစ်ခုပြနိုင်တယ်အဲ့တော့သူတို့နီးဆက်ခဲ့တဲ့နေရာမှာဆိုလို့ရှိရင် Jared Wright ရဲ့ခေါင်းတိုက်တဲ့အလုံးကျွန်တော်ပါမယ်အဲ့လုံးဆိုလို့ရှိရင်ပြပကောင်းဘလိုတိုင်မှန်ကိုမသိဘူးเนาะဟို ဘယ်လိုပြောမလဲစတီဖန်အိုတေကဒီလက်ရမ်းပြီးတော့ထောင်လိုက်တာကိုမှန်အောင်ပြအောင်မှန်သွားသေးတာကျွန်တော်ခေါင်းတိုက်တယ်တော်တော်ညံ့နေတယ်မှာပါတယ်ဒါပြင်ဒုတိယအတိုင်မန်ကနေလုံးကလည်းတာကော့စကီပေါ့နော်ကျွန်တော်တို့သာဒီဆက်ပီးကနေရလာတဲ့အလုံးကိုသူခေါင်းတိုက်တာတိုင်မန်ပြီးတော့ကျွန်တော်ထွက်လာရင်ねအဲ့ဒီနှလုံးကပဲအေဗာဒန်အတွက်ကျွန်တော်တို့သာနီးဆက်ခဲ့တဲ့အခြေအနေတွေကျွန်တော်ဖြစ်ခဲ့တာပဲအေဗာဒန်ဟာဒီပွဲမှာကိုးပေါက်ကန်တင်မှု၈ချိန်ပဲသူတို့ရှိတာပေါ့နော်အာကိုးပေါက်တဲ့တာ၂ချိန်ပဲရှိပြီးတော့ဂိုးတော့မရခဲ့ဘူးပေါ့လေ ။ CD2 ကတော့ကျွန်တော်တို့ကဂိုးပေါက်ကန်သူမှု12ကြိမ်ရှိတယ်။9ကြိမ်ဂိုးပေါက်တဲ့တယ်၊2ဂိုးရတယ်ပေါ့။ဒီနေရာမှာလူငယ်ကစားမလေးဖြစ်တဲ့ Orion လေးရဲ့84မိနစ်မှာရတဲ့2ဂိုးရဲ့ဒါမဲ့ဒီရဲ့နူနက်စ်ကဘာနာရိုစီးပါနဲ့အခြေဆက်ကနေချိုးပြတာကိုဒါပိတ်သွင်းသွားတာ။ဒါအပြင်ဒုတိယပိုင်းမှာဝင်လာတဲ့ကွင်းလင်ကစားမပြီသူကိုပဲချစ်ချဲ92မိနစ်က9ရဲ့2စီးနဲ့နိုင်သွားတယ်။ CD တွေ့တော့ဟိုအရာရာအကောင်းဆုံးဖြစ်မနေတဲ့ယာတီမှာ Champions League ဝင်ခွင့်တနေရာတီတော်တော်လေးအရေးကြီးတယ်ပေါ့နော်။အဲ့ဒီမှာလည်းအခုလက်ရှိ သူတို့အကောင်းဆုံးယာတီမဟုတ်ဘူးဆိုသလိုပဲဒါမန်ချက်စတာစီးတီးရဲ့ကောင်းတဲ့ performance တွေကတခုတော့မဟုတ်ခဲ့ဘူးဘောလုံးပိုင်ဆိုင်မှုတွေတာစီရတယ်ဂိုးပေါက်ကန်သွင်းမှုတွေကျွန်တော်တို့ဘောတော့တာစီရတယ်ဒါမျိုးပြိုင်ဘက်ကိုစတော်စီစီဒုက္ခပေးနိုင်လောက်တဲ့ chance မျိုးဆိုတာအများကြီးမရခဲ့ဘူးပေါ့ယာတီကိုရင်အသင်းကနေထွက်မဲ့ Kevin De Bruyne ကကွန်းလေနံပါတ်10ရိုးနေရာမှာပွဲထွက်လာပြီးတော့ထုံးစံအတိုင်းပဲမိနစ်အများစုသူကစားသွားတယ်ဒီယာတီမှာ De Bruyne အတွက်ကတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလို့ ဟိုပွဲကစားခွင့်နေသူအများကြီးရမထားဘူးပေါ့လေပထမရာသီဝက်နဲ့ကျွန်တော်တို့ကဒီဘက်ရာသီတော်တော်များများမှာဒါပေမဲ့လို့အတင်းကထွက်မယ်လို့ပြောပြီးတဲ့နောက်ပိုင်းမှာတော့နံပါတ်10ရုပ်နေရာမှာပုံမှန်ပွဲထက်ခွင့်သူရနေပြီးတော့မိနစ်အများစုကိုတော့မှသူကစားထားတာကြီးကျွန်တော်တို့ရှိတယ်ဒီပွဲမှာလည်းပဲ ကွင်းလေကဂန်ဒူဝန်တို့နီကိုဂွန်ဇာလက်စ်တို့နဲ့တူတူဒီဘရိုင်းကပွဲထွက်လာတာတောင်မန်မှာဆာဗီညိုနဲ့ကျွန်တော်ဘန်နလုံစီပါတို့ကိုဒါတယောက်တစ်ဖက်ကြီးတုံးရင်းနေပေါ့ဗျာတိုင်းစစ်ကတော့ဒါထုံးနေနိုင်မယ်ဥမာမာမိုးပေါ့နော်အင်ဂျူရီပြဿနာကြုံနေရတဲ့ဟာလန်နေရာမှာမာမိုးကဒီပွဲမှာသူတကယ်ကောင်းတဲ့ chance တစ်ခုရခဲ့တယ်သူတို့ပြင်အေဗာတန်ကလူသားဝင်ကစားမနောက်တန်းဖြစ်တဲ့ကျွန်တော်ဒီမိုက်ကယ်ဂိမ်းပေါ့နော် မိုက်ကယ်ဂိမ်းသူလုံးဝအားနေတာကနေဒီစင် ူရသွားပြီးတော့ကန်နာကိုသမပစ်ဖို့ကာသွားလို့ဆိုအဲ့လုံကလည်း Manchester City တွေတော်တော်ကိုနီးဆက်ခဲ့တာမာမိုရှ်အတုံးမချနိုင်ခဲ့ဘူးဗောနော City တွေဒီပွဲမှာဂိုးပေါက်ကွန်တူမှုဟို17ကြိမ်တည်းကဂိုးပေါက်တဲ့တာ9ကြိမ်ရှိသည့်တိုင်အောင်ကိုပဲအပိုင်အခွန်ကြီးကမြင်များဆဆကျွန်တော်မရဘူးသူတို့ပြင်အဝေးကလန်ကန်နာမျိုးတွေဆာဗီညိုတို့ပါတော့အေရီယာဘောက်စ်တဲကကန်နာတွေကဂူဒမာတက်တဲ့အဆုံးသက်သွားတာမျိုးတွေနဲ့ပဲသူတို့အနေနဲ့ဒီအချိန်ကုန်သွားတာအ ဘောလုံးပိုင်ဆိုင်မှုတွေရရတဲ့အခွင့်အရေးဖန်တီးဖို့သူတို့ကြိုးပမ်းနေဖြတ်တင်ဖို့ပြီးသူတို့လှုပ်တယ်ထိရောက်မှုမရှိဘူးသူတို့ပြင်မန်ချက်စတာစီးတီးဘက်ကဖြတ်တင်ဖို့တိုင်းဒီအေဗာတန်တို့က AECC ဖြစ်နေတာတာကိုစကီတို့ပြီးလို့ရှိရင်ဂျရက်ဘရိုက်သွေးတို့လူကစားမတွေရဲ့အမြင်ပေါ်အားသာချက်တွေပြီးလို့ရှိရင်အစွန်ကစားမနှစ်ယောက်ရဲ့ဘောနော်ညံတို့မြင့်နေတဲ့တူမန်ချက်စတာစီးတီးရဲ့တောင်ပံကြီးကိုသူတို့လုံးဝပိတ်ချထားနေတာ ။ဒါကြောင့် City ကသူတို့အတွက်တကယ်ကောင်းတဲ့ chance ဖန်တီးဖို့အတွက်တော်တော်ကြီးကိုယုံကင်ခဲ့ရတာပေါ့နော်။ဆိုတော့ City ဘက်မှာကျွန်တော်တို့ဒီ Yusko Kvario နဲ့ကျွန်တော်တို့ဒီအစွန်မှာကစားသွားတဲ့ဒါ O'Reilly တို့ကစားမနှစ်ယောက်ကတော်တော်လေးကောင်းတယ်။သူတို့နှစ်ယောက်လောက်ပဲတင်းတင်းပေါ်ပေါ်ကျွန်တော်ရှိခဲ့တာ။တောင်မှာဆိုလို့ရှိရင် Savinho တို့ပါတော့အာဒီတယောက်ချင်းဆွဲပြတာတွေဘာကြီးလဲမအောင်မြင်တာတွေကကျွန်တော်များတယ်။ Chance creation တွေမှာလည်းအားနေတာတွေကကျွန်တော်တော်တော်လေးများတယ်။ ဘန်ဒရိုစီးပါဆိုလို့ရှိရင်မိနစ်90ပြည့်ကစားသွားတယ်ပွဲကိုလည်းထိန်းသွားတယ်ဆိုတဲ့အဆင့်ထိလည်းသူမရှိတယ်လို့ကောင်းခဲ့ပါတယ်ဆိုပြီးတော့ပြောလို့ရအောင်အောင်ထိလည်းအချင်းကြီးကမကောင်းဘူးညာချမ်းမှာတော့သူအပြည့်ကစားသွားတာပဲဒါကြောင့်ပေါ့နော်ဒီဘန်ဒရိုစီးပါလို့ပါလို့လည်းတာမန်ချီသွန်းတက်မပိုခဲ့ဘူးနီကိုကွန်ဆာလက်ဆိုလို့ရှိရင်လည်း defensive midfield မှာပြန်ပါတယ်အတိုင်းတာတစ်ခုတည်းတော့ counter attack တွေပါတွေကိုကျွန်တော်ရှက်တောင်းလုံးနိုင်မှုဒါမျောလင်းခဲ့ရတာတကယ်တော့ဒီဘယ်လိုပြောမလို့ဒီ Everton ရဲ့ တံပြန်တွေဟာအများအပြားအစွန်ကနေပဲသွားတယ်ဆိုတဲ့အခြေအနေမျိုးမှာဒီတော်တော်လေးတော့ဗောနော်နီကိုကွန်ဆာလက်အတွက်ဒါအလုရှုပ်သက်သားခဲ့တယ်ဗောဗျာဒါအပြင် Everton ဘက်က Jack Harrison တို့ဘာလို့ဆိုလို့ချင်းလူငယ်ကစားမလေးဖြစ်တဲ့ Oran တွေကိုဘယ်လို့မှမကြုံဘူး ဒါဟာတတော်ကိုအားနေပါတဲ့ Everton တောင်ပိုင်းဆောင်းမတွေဘက်ကပြီးလို့ရှိရင်ကျွန်တော်တို့သာဒီပါလေညာရီယာရီတို့ဘာလို့ဆိုလို့ရှိရင်လည်းအဲ့ဒီပတ်ချက်မှာအဆင်မပြေဘူးပေါ့နော်ဒါကြောင့် Everton ကတိုက်စစ်ကလည်း Blue Jar နဲ့ဘာနဲ့ပွဲထွက်လာတဲ့ Dominic Calvert-Lewin တို့ဘာလို့ injury ပြဿနာကြုံနေတဲ့အချိန်မှာဆိုတော့ Everton ရဲ့တိုက်စစ်ကဒီပွဲမှာတတော်ကိုတုံးလို့မရခဲ့ဘူး Manchester City နောက်တန်းကလည်းတကယ်ကောင်းနေဆိုတာကျွန်တော်ချားကြည့်လိုက်နှစ်ယောက်လောက်ပဲကျွန်တော်ရှိတာဒါပေမဲ့ Everton ရဲ့ပေါ့နော်တိုက်စစ်နဲ့ကွန်းလေ၃ယောက်တန်းဟာတောင်ပိုင်း၂ယောက်အပေါင်းဘလူးမှန်အဆင်မပြေခဲ့ဘူးထိရောက်မှုတွေဘာမှမရှိခဲ့ဘူး ဲကြောင့် Manchester City တွေတော့ဘယ်လိုပြောမလဲအရန်သူတို့တွေအကောင်းဆုံးဖြစ်ခဲ့တဲ့ပွဲမဟုတ်တော့မှ chance creation ကြီးအများကြီးမရှိခဲ့ဘူးအပိုင်ခွင့်ကြီးတွေအများကြီးမရခဲ့တာတော့မှလိုအပ်တဲ့နိုင်ပွဲကိုယူသွားနိုင်နေပေါ့လေနီးပြဖြစ်သူ Guardiola အတွက်တော့ဒီပွဲကအများကြီးအရေးပါတယ်သူတို့ပြင်ဒီပွဲသူတို့တွေ နိုင်ပြီမှာမန်ချက်စတာစီးတီးကအဆင့်၄ကိုသူတို့ရောက်လာပြီဒီနေရာမှာဟို Nottingham Forest တို့ပေါ့နော် Chelsea တို့ Aston Villa တို့အပါအဝင်အခြားအသင်းတွေတော့မကစားကြရသေးဘူးပေါ့လေဒီတော့ဆိုတော့ Newcastle နဲ့ Aston Villa တို့ကလည်းကျွန်တော်ခဏနေကျွန်တော်တော့ကစားဖို့ရှိတယ်ကျွန်တော်လက်ရှိဗီဒီယိုလုပ်နေတဲ့အချိန်မှာတော့သူတို့တွေမကန်သေးဘူးဆိုတော့ City တို့ကတော့လိုအပ်တဲ့၃မှတ်ကိုဒါအနိုင်ယူထားတယ်ဆိုတော့ရှေ့ချောက်ပေါ့နော်ကျွန်တော်ဒီ Top 5ကိုဝင်ဖို့ကြိုးပမ်းနေကြတဲ့အသင်းတွေက၄၅သင်းလောက်ထိပြိုင်နေကြတာဆိုတော့၄နေရာကို6သင်း9သင်းလောက်ထိပြိုင်နေကြတာ ဆိုတော့ City တို့ကဒီသုံးမှတ်ကအများကြီးအရေးပါသွားတယ်ပေါ့ဗျာဆိုတော့ဒါကတော့လက်ရှိကျွန်တော်တို့ဘောနော်ဒါ9နိုင်မှာကစားခဲ့တဲ့ပွဲတွေကဒါပွဲကြီးတပွဲပေါ့လေဆိုတော့ဒါက Manchester City နဲ့ပတ်သက်လို့ပေါ့ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးညီကိုတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးဆိုတော့ကြည့်ရှုပါပြီးတဲ့ညီကိုများတို့ကိုကျေးဇူးများကြီးတင်ပါတယ်